ေကေစိကုတလာဓမ္မသတိတိယောနိတောမတိကာရမူလကာတဲ့ရှင်လိုတဲ့အတိပ္ပယ်ကဖြစ်ပေါ်လာတဲ့ကုသမန္တရားယောနိတောမတိကာရပေါ်မှာအခြေခံတယ်ယောနိတောမတိကာရကြောင့်ဖြစ်တာတဲ့ဒါယောနိတောမတိကာရဆိုတာဘယ်လိုအာယုံပဲလာလာသူက wise attention ဆိုစဉ္ညာနဲ့နှလုံးသွင်းတတ်တာ။ဒါပုံပြီးနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတာယောနိတော်မနတိကာရလို့ပြော။အဲ့တော့ကုသိုလ်ဖြစ်အောင်ကဘယ်လိုနှလုံးသွင်းရမှာလဲ။မျက်စိကမြင်စရာအာယုန်လေးတစ်ခုလောဘဖြစ်စရာအာယုန်လေးတစ်ခုဖြစ်လာလို့ရှိရင် ခုမှဆင်ញတုံတရားကဘာဆင်ញတုံတရားတော့ဆိုသူများပိုင်တဲ့ပစ္စည်းဆိုရင်အာဒါသူများပိုင်တဲ့ပစ္စည်းသူမှကုသကံရှိလို့ဒီပစ္စည်းကိုရထားတယ်ဒီပစ္စည်းနဲ့ပတ်သက်ပြီးငါလောဘဖြစ်ရင်မသိတော့ဘူးအမှလောဘမဖြစ်เสียရဘူးလို့ဒီအတွေးမျိုးတွေးလိုက်တာနဲ့ဒါယောနိတော်မတ္တိကနာလို့ခေါ်တာမုန်းเสียလူတယောက်ကိုတွေးလိုက်လို့ရှင်တယ်ချစ် ေးငါမုံလို့သူဘာမှဖြစ်မှာမဟုတ်ဘူးငါမှသာငါရဲ့နှလုံးသားငင်နွမ်းတော်ပြီငါမှပဲအကုသိုလ်ဖြစ်တယ်မုံနေခြင်းဟာကျိုးမရှိဘူးလို့ဟောနှလုံးသွင်းလိုက်လို့ရှိရင်လေဒါယောနိတော်မနတိကာဆိုလိုတာကယောနိတော်မနတိကာရာဆိုတာကုသိုလ်ဖြစ်တဲ့ဘက်ကိုဦးလှည့်ပေးရကုသိုလ်ဖြစ်တဲ့ဘက်ကိုဦးလှည့်ပေးရဥပမာလူတစ်ယောက်ရဲ့အကျိုးစီးပွားလိုလားတဲ့စိတ်မေတ္တာကိုတိဆောက်ပြီးဆိုလို့ရှိရင် လူတိုင်းလူတိုင်းမှာအဆိုးနဲ့အကောင်းဆိုနှစ်မျိုးတွဲပြီးတော့လာတယ်လူတိုင်းလူတိုင်းမှာအပြစ်ဆိုတာလည်းရှိတယ်ကောင်းတဲ့အကွက်လည်းရှိတယ်ဆိုးတဲ့အကွက်လည်းရှိတယ်အဲ့တော့မေတ္တာပွားခြင်းလို့ရှိရင်သူ့ရဲ့ဆိုးတာတွေကိုကြည့်နေဆိုးတဲ့အပိုင်းတွေကိုဖယ်ထားလိုက်ကောင်းတဲ့အကွက်ကလေးကိုသာကြည့်ပြီးတော့မေတ္တာပွားဒါကုသဏမှာမေတ္တာဖြစ်ဖို့ကအဓိကပါ ဒီလူတယောက်ပေါ်မှာဩဘလောက်ဆိုးခဲ့တာငါပေါ်ဘလောက်ဆိုးတာဆိုအဲ့ဒီအဆိုးတွေသာတွင်လို့ရှိရင်မိတော့ကလေးကိုလေဖြူးဖြူးလေးတိုက်လာသလိုပဲသူကပို့ပြီးတော့ချိန်မြက်ချိန်မြက်လေပစ်မိလောင်ရလေပစ်အဲ့ဒီအတွေးကပို့ပြီးတော့ပင့်ပေးလိုက်တဲ့အခါကျတော့ဒါတွေကပုံမြက်ဘယ်ဟာပဲဖြစ်ဖြစ်မိလောင်ရလေပင့်ဆိုတာလောဘဖြစ်ရင်လေတွေးလိုက်ရင်ပို့လောဘဖြစ်တယ် ေါသဖြစ်တဲ့အာယုံကိုတွေးလိုက်ရင်လည်းပိုပြီးတော့ဒေါသအရှိန်ရဲ့လာအဲ့တော့အဲ့ဒါတွေကိုမတွေးပဲနဲ့တစ်ဖက်ကလှည့်ပြီးတော့တွေးရတယ်အဆိုးတွေတဲကအကောင်းကိုရှာအဆိုးတွေတဲကအကောင်းကိုရှာပြီးတော့မေတ္တာဘာဝနာပွားရတယ်လို့ပြောလို့ရှိတယ်အဲ့တော့လောဘဖြစ်လာလို့ရှိရင်လည်းပစ္စည်းတစ်ခုပေါ်မှာလောဘဖြစ်ရင်လူတစ်ယောက်ပေါ်မှာလောဘဖြစ်လာရင်တွေ့တာမှုတွေဖြစ်လာတယ် ဆိုပါစို့မိဘနဲ့သားသမီးဆိုတာမိဘကဒီသားဒီသမီးကိုတိတ်ချစ်တယ်တန်ရစင်တွေတိတ်ဖြစ်လာသူ့ဘောမှာဖြစ်လာတဲ့တန်ရစင်မလျှော့နိုင်ဘူးဆိုဘာတွေးရမလို့ဆိုအေးဘာအိမ်ရောက်လာတာငါခေါ်ထားတာမဟုတ်ဘူးသူကန်နေသူလာတာပြန်ကျင်တော့လေသူ့ဘာသူပြန်မှာငါကအရင်တော့သူ့ကိုသိတာမဟုတ်ဘူးခုမှသိတာဘာလဲတနေ့သိရမှာသူတို့လည်းတနေ့သိရမှာ ဆိုတဲ့အတွေးလေးတွေနဲ့တွေးလိုက်လို့ချင်းအလုံးလို့ရော့ချသွားတာတွေးကြည့်ရင်ဒီတိုင်းပဲရော့တော့မှာပဲတွေ့တာမှုတွေတရားစင်တွေရှော့ချလာတယ်အေးဒီတာတွေ့တာမှုတရားစင်ငါလည်းအချိုးမဖြစ်ဘူးသူ့လည်းအချိုးမဖြစ်ဘူးသူ့မှာဘာလို့အပ်လဲလိုအပ်တာငါဖြည့်ဆည်းပေးမယ်ဟောမေတ္တာကကံနေကြည့်သူ့လိုအပ်တာငါဖြည့်ဆည်းပေးမယ်သူ့ကောင်းကျိုးကိုငါဆောင်ရွက်ပေးမယ်တက်တက်ပန်ရောစင်ဖြစ်နေလို့ ငါအဖို့မှာဘာမှကောင်းကျိုးရမှာမဟုတ်ဘူးလို့အဲ့ဒီလိုမှန်ကန်စွာတည်တော်ခြင်းဖြင့်တန်ရစဉ်တရားကိုရှင်းချပေးလို့ရပစ္စည်းဥစ္စာလေးပေါ်မှာလည်းတန်ရစဉ်ဖြစ်တတ်တယ်လူတွေဆိုလို့ရှိရင်လက်ဝတ်ရတနာတို့အဝတ်အထည်တို့တချို့ဆိုမိုးရဲ့မစားရဲ့ဒီလိုဖြစ်တတ်တာတွေရှိတတ်တယ်ပေါ့နော်ကိုတိတ်ဆုံမဲ့တဲ့ပစ္စည်းဆိုရင်ကိုကိုယ်တိုင်တောင်မသုံးရဘူးသူများကင်ကြီးဖို့ဆိုတာနေနေတာ အဲ့ဒါမျိုးတော့ဖြစ်တတ်တယ်။အဲ့လိုဖြစ်လာလို့ရှိရင်စိတ်ထဲကခန္ဓာကယောနိသောမနတိကာရနဲ့ဘယ်လိုနှလုံးသွင်းရမလဲဆိုရင်အနိစ္စသဘောတရားကိုဆင်ញင်စဉ်းစားကြည့်အောင်။အေးဒီပစ္စည်းလေးဟာငါမသုံးလဲ။ငါကတော့လဲပစ္စည်းကိုဆွန့်တာဖြစ်တယ်။ပစ္စည်းကတော့လဲငါ့ကိုဆွန့်သွားနိုင်တယ်။ဟုတ်တယ်လေလူတွေဟာတချို့ဆိုရင်အိုးမကြင်ငါ့နေမဲ့ကြီးပါလား။နေပြီးတော့သွားတဲ့လမ်းပေါ်မှာ ဝိတန်ချမ်းသာတဲ့မိသားစုကိုကြားရတယောက်အောင်မှမကြံအောင်ကာအစီရင်နဲ့ဆုံးသွားတယ်အဲ့တော့လောကဆိုတာမကြီးမျော်ပဲနဲ့ရည်မှန်းချက်မရှိပဲနဲ့ဖြစ်တတ်ဖြစ်သွားတဲ့အခါမှာကြည့်ဒီပစ္စည်းဥစ္စာတွေဟာကိုယ်ကဆုံးသွားတယ်အော်တခါဒီအောင်ကြတော့ကိုကအသက်ထင်ရှားရှိနေပြီပစ္စည်းတွေ ဟိုမနေ့တုန်းကတနေ့တုန်းကမင်္ဂလာဆေးကြီးမိလောင်သွားတယ်ပစ္စည်းတွေအများကြီးပါသွားကြတာပဲအဲ့ဒါပစ္စည်းကကိုယ်ကိုဆွန့်သွားတယ်လို့ခေါ်တာအဲ့တော့ပစ္စည်းကလည်းကိုယ့်ကိုယ်ဆွန့်တတ်တယ်ကိုယ်ကလည်းပစ္စည်းကိုဆွန့်ရတတ်တယ်ဒီနှမျိုးဟာကြုံရတတ်တာဖြစ်တော့ကြောင့်မကြုံရတော့မှဒီပစ္စည်းနဲ့ကိုယ်နဲ့တွဲလို့ရတဲ့အတိုင်းအတာတစ်ခုပါချိန်ပိုင်းလေးပဲနော်ချိန်ပိုင်းလေးဆိုရင်စဉ်းစားကြည့်ရအောင် တဲ့60ရှိတဲ့ပုဂ္ဂိုလ်တယောက်ကအေးဒီပစ္စည်းကိုငါသုံးမယ်ဆိုလို့ရှိရင်တွေ့ကြည့်လိုက်ရင်နောက်ထပ်အနည်း40တဲ့ပို့ပြီးတော့မသုံးနိုင်ဘူး။ဒီရပို့ပြီးတော့ငါလည်းတူလို့ရှိမှာမဟုတ်ဘူးဆိုရင်အတွေးလေးတွေတွေးပြီးတော့ကိုရှိနေတဲ့အချိန်မှာဒီပစ္စည်းဆိုတာသုံးချဖို့ဖြစ်တယ်။သုံးရမယ်လို့ဆိုတဲ့စိတ်ထားလို့ရှိရင်ပစ္စည်းပေါ်မှာနှမျောတော်တော်မှုဆိုတာကြောက်ပဲသွားတယ်။ဒေရာပဲဖြစ်ဖြစ် စင်ကြံတုံတရားမတ္တမအရေးကြီးတယ်။အဲ့ဒါကိုပဋိသင်္ခါနဖလားလို့ခေါ်တယ်။စင်ញမှုစွာအားတိတ်အရေးကြီးတာ။လောကမှာစင်ញစဉ်းစားမှုဖြင့်အကုသိုလ်တွေတော်တော်များများကိုဖယ်ရှားထားနိုင်